မေရိကန်နိုင်ငံမှာအစ္စရေးကိုထောက်ခံတဲ့စုဝေးအင်အားပြောင်းမှုတစ်ခုမှာမီးလောင်ပုံးတွေနဲ့ပြက်ခတ်တက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကိုအကြမ်းဖက်မှုအဖြစ်သတ်မှတ်ပြီး Federal ထောက်လန်းရေးဌာန FBI ကကင်တွယ်စုံစမ်းနေတယ်လို့သိရပါတယ်။ဂျွန်လာတရနေ့တုန်းက Colorado မှာအစ္စရေးကိုထောက်ခံသူတွေစုဝေးနေချိန်မှာအသက်55နှစ်အရွယ်အမျိုးသားတူကလူအုပ်ထဲကိုလက်လုံမီးမော်ကရိယာတစ်ခုနဲ့ဓာတ်ဆီထည့်ထားတဲ့ပလင်းပုံးတွေကိုအသုံးပြုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ Palestine ပြောက်ကြားအဖွဲ့ Hamas ရဲ့ဖမ်းဆီးမှုတွေကိုခံထားရစဉ်ဖြစ်တဲ့ အစ္စရေးတစားကန်နဲ့လွတ်မြောက်လာရတဲ့အတွက်လမ်းလျှောက်ခြိတလာတဲ့လူစုကိုမိုဟာမက်ဆိုလီမန်ဆိုတဲ့အမျိုးသားကတိုက်ခိုက်ခဲ့တာပါအပေါ်ပိုင်းဗလာဂျင်နဲ့ဂျင်မောင်းဘီဝော့နေကမျက်မှန်တက်ဆင်လာတဲ့အမျိုးသားဟာလက်ထဲမှာပလင်းတချို့ကိုကင်ထားခဲ့ကြအောင်အဲ့ဒီနောက်မှာပါလက်စတိုင်းလွတ်လပ်ရေးလိုအဟစ်ပြီးလမ်းမတစ်လျှောက်ခြိတလာသူတွေကိုစတင်တိုက်ခိုက်ခဲ့ကြအောင်မျက်မြင်တွေကပြောပြပါပါတယ်အဲ့ဒီဖြစ်ရမှာအသက်68နှစ်နဲ့88နှစ်ကြာလူ6ဦးတရားရရှိခဲ့ပြီးတချို့ကိုစေယုံစီရဟယင်တွေနဲ့အမြန်ပို့ဆောင်ခဲ့ရပါတယ် မီးလောင်ဒဏ်ရာတွေရရှိထားသူတချို့ကိုတခြားလူတွေကအကူအညီမင်းငိမ့်ပေးခဲ့ရပြီးရဲတွေကတော့အခင်းပြတ်တဲ့နေရာမှာပဲဆိုလီမန်ကိုဖမ်းဆီးခဲ့ပါတယ်။နောက်ဆက်တွဲစုံစမ်းမှုတွေဆက်လုပ်နေပေမယ့်ဒီဖြစ်ရပ်မှာကြံရပါတွေမရှိနိုင်ဘူးလို့ရဲတွေကကနအိုးယူဆထားကြပါတယ်။ဘော်ဒါရဲတပ်ဖွဲ့အကြီးကစတီရဖင်ကအစောဆုံးတိုင်ချက်ကလူတွေမိရှို့တာခံနေရတယ်ဆိုပြီးတရင်ရလာတာဖြစ်တယ်လို့ပြောပါတယ်။ဒဏ်ရာရခဲ့သူထဲမှာအခြေအနေရန်စိုးသူတွေလည်းပါဝင်ကြောင်းလဲသူကဆိုပါတယ်။ဒီကိစ္စမှာ FBI ကပါဝင်လာပြီး တဏှရတရားခံကိုလက်လွယ်ယူခဲ့တယ်လို့အကြမ်းဖက်မှုဆက်နွယ်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ Raffin ကတော့ Israel ကိုထောက်ခံသူတွေဟာအစုဖွဲ့ပြီးငငင်းချမ်းချမ်းချီတက်ဆန္ဒပြနေကြတာဖြစ်တယ်လို့ပြောပါတယ်။ဗိုဒါမျိုးဂျူးလူဖွဲ့စီရဲ့ထုတ်ပြန်ချက်မှာတော့ချီတက်လာသူတွေဟာမီးလောင်စေတဲ့ပစ္စည်းတစ်ခုနဲ့ပြစ်ပေါက်တိုက်ခိုက်တာခံခဲ့ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။တက္ကသိုလ်တစ်ခုကိုအခြေပြုထားတဲ့ဗိုဒါဟာဒန်ဘာမျိုးရဲ့အနောက်ဘက်စွန်းမှာတည်ရှိပြီးလူဦးရေ3000လောက်နေထိုင်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ွန်ခဲ့တဲ့နှစ်ပတ်လောက်ကလည်းအမေရိကန်ရဲ့ဝါရှင်တန် DC မြို့တော်မှာအစ္စရေးတန်ရုံးဝန်ထမ်းနှစ်ဦးကိုပြတ်တက်ခဲ့တဲ့အမျိုးသားတူကိုရဲတွေကဖမ်းဆီးခဲ့ပါသေးတယ်ရှင်။